တာလီဆိုပါဒီနေ့မှာတော့ကျွန်တော်တို့ဒီချမ်းပြင်းနေမှာစည်ရအောင်မြန်မှုတွေအများပြားရရှိနေတဲ့ဒီချမ်းကျင်အောင်အဖွဲ့ရဲ့ဒီပြောရေးဆိုခွင့်ရှိသူကိုစလိုင်းညွန်မှန်နဲ့ကျွန်တော်တို့ DMG က ဒီအင်တာဗျူးမင်းမြတ်တက်ဆက်သွားမှာဖြစ်ပါတယ်။ဒီနေ့အင်တာဗျူးမှာတော့ဒီချန်ပီယံတွေတော့မှာလက်ရှိဖြစ်ပွားနေတဲ့စီရဲနိုင်ငံရဲ့အခန်းအကျန်းနောက်ဘလက်ဝတ်တွေတနက်ပတ်သက်ပြီးတော့ဒီချန်ရှင်တော်အခွင့်ကဘလို့ပုံစံမျိုးသဖောထားတယ်ရှိလဲ။နောက်ဒီအနာဂတ်မှာလာမယ့်ဒီချန်ရှင်တော်ရဲ့စီရဲဖို့ဆောင်မှုအပိုင်းတွေရောဘလို့ရှိလဲဆိုတာကိုကျွန်တော်တို့အသေးစိတ်မင်းမြတ်တက်ဆက်သွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပထမဆုံးအနေနဲ့ DMG ကိုအင်တာဗျူးလက်ခံဖြစ်ကြားပေးတဲ့အတွက်ဒီချမ်းရင်တော်အဖွဲ့ရဲ့ဒီပြောရေးဆောင်ခွင့်ရှိသူကိုစလိုင်းယုံမန်ကိုအထူးပံကျေးဇူးတက်ရှိပါတယ်ခင်ဗျာ။ โอเคပါအလုံးတာလေးဆောက်ပါဟုတ်ကဲ့ပါဟို DMG နဲ့အခုလိုမျိုးမြန်မြန်ဆွေးနွေးခွင့်ရတဲ့အတွက်လေးကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့အဟုတ်ကဲ့ကိုစလန်းကျောင်းမှာခင်ဗျာဆိုတော့ကျွန်တော်တို့ဒီမိခွန်းကိုအင်တာဗျူးအစီအစဉ်ကိုစလိုက်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ဒီရှမ်းညင်တောင်တပ်ဖွဲ့ကို2023ဒီဇင်ဘာမှာစတင်ဖွဲ့စည်းလေလို့ကျွန်တော်တို့သိရတယ်ဆိုတော့ လက်ရှိမှာဆိုရင်ဒီဆန်းကျင်တော်ရဲ့တတက်ဟာတနိုင်ခွဲကျော်ကာလအတွင်းထိရှိလာပြီဆိုတော့ဆန်းကျင်တော်ရဲ့စရေရင်မချက်ဘလောက်အတိုင်းထာတိရှိနေပြီလို့ပြောလို့ရနိုင်မလဲအဲရာခိုင်နှုန်းဖြစ်ဖြစ်အတိုင်းတာဖြစ်ဖြစ်အဲ့ဒီဟာလေးပထမဆုံးအနေနဲ့ပြောပြပေးစီရှာမှာလေကိုညွန့်မယ်အဲဒီ2023ဒီဇင်ဘာမှာကျွန်တော်တို့ဒီဇင်ဘာ30ပေါ့နော်အဲ့ဒီမှာဟိုကျွန်တော်စတင်ဖွဲ့စည်းခဲ့တယ်အဲဒါပေမဲ့ဘယ်လိုပြောမလဲစတင်ဖွဲ့စည်းတော့ကျွန်တော်တို့3ဖွဲ့ပဲရှိပါတယ်ဒီ အမင်းတက်ရယ်ဖလမ်ရယ်ဒီ ZFU PDF ဆိုတဲ့ပေါ့နော်ဒီတင်တွန်းဆန်ကဒီဆိုလဲရယ်ပေါ့အဲ့ဒါနဲ့ကျွန်တော်တို့စခဲ့ကြတယ်ကျွန်တော်တို့စာတုံးကတော့ဟိုချင်းပြည်နယ်ကချင်းပြည်တော်လှန်ရေးဖွဲ့ကြမှာအကြီးမားအပြောင်းအလဲတွေတော်တော်များဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ကတော့ဒီဟိုတယောက်နဲ့တယောက်အကြောင်းနဲ့တီးကုန်ကြပြီလေ၃လနှစ်တုန်းမှာဆိုတော့ဟိုတော်လှန်ရေးကိုတော်လှန်နေတကယ်ဒူအောင်လုပ်တဲ့ဘယ်လိုမလဲဒီလက်တွေ့ကြကြယုံတယ်ပေါ့နော် ဟိုကိုမျိုးနယ်ဒီကိုဒေတာတွေလွတ်မြောက်အောင်ကိုကျွန်တော်ကိုဖန်တီခွင့်ရအောင်လုပ်မယ်ဆိုပြီးမှရုံးကန်ဖြစ်ကြတာပေါ့အဲဒီမှာတော့စီးရင်ဒီမန်ချက်ကတော့အဲတုန်းကတော့ရှိခဲ့တယ်ဒါပေမဲ့ပထမဆုံးအနေနဲ့တော့ကျွန်တော်တို့ကအဖွဲ့၃ဖွဲ့ပဲရှိတယ်အဖွဲ့ငယ်လေးတွေပဲဖြစ်တယ်2021ကပဲစတဲ့တဲ့ဖွဲ့ဆိုတော့တော်တော်များများကမကြခင်ပျောက်သွားမယ်ဖွဲ့ပေါ့နော်ဘာမှလုံးမနဲ့ဖွဲ့ပါညာပါညာဝိုင်းဝန်းတက်ခတ်ကြတာပေါ့ဆိုတော့ဒီအစောပိုင်းနေရာတော့ကျွန်တော်တို့အဲရက်တီဖို့အတွက်ရုံးကန်ခဲ့ရတယ်တစ်ဆက်တည်းမှာလည်းပဲကျွန်တော်တို့အိမ်မက်တွေကြီးကြီးရှိတယ်ဆိုတော့ ချိန်ပြီးမှအလုပ်လုပ်ကြတာပေါ့ဆိုတော့အဲ့ဒါနဲ့ပဲကျွန်တော်တို့ဟိုလူသိမ့်တဲ့ပွဲတွေစာပေါ်လာတယ်ဆိုတော့အဲ့လိုမျိုးဟိုဘယ်လိုပြောမလဲဒီဂျင်တွေးတို့ပြီးတော့မှမတူပြီးတော့ပြီးတော့မှအဲ့ဒီနောက်ပိုင်းတော့ဒီ2020က2024ပေါ့နော်2025မှာကုန်ခင်မှာအဲ့လိုမျိုးပေါ့2024တုန်းကလည်းကျွန်တော်တို့စီကွန်စီကင်းစင်နေနေဖြစ်အောင်လုပ်မယ်လို့ကျွန်တော်တို့အဲ့လိုကြွေးကြော်ခဲ့တာပေါ့ဒါပေမဲ့ နိုင်ငံရေးအပြောင်းလဲတွေဖြစ်တာရယ်စီးရေးအပြောင်းလဲတွေဖြစ်တာရယ်တခါကြတော့စီးကြီးအောင်မြင်မှုထက်နောက်ကနေအုတ်ချုပ်ရေးအဲဒီနိုင်ငံရေးတည်ငြိမ်ရေးပေါ့နော်လုံချုံရေးဒီနောက်ကနေအစီမမီလိုက်မမီမှာဆိုလို့ကျွန်တော်တို့အနေနဲ့နည်းနည်းပြန်အဲလိုအ short တင်းပြန်ထိထိုင်းမိမှာပေါ့နော်စီးကြီးနိုင်ငံရေးအုတ်ချုပ်ရေးဟန်ချက်ညီညီလေးတွားဖို့လို့ရယ်ဆိုပြီးမှကျွန်တော်တို့အဲ့လိုမျိုးလေးပြန်ပြင်ဆင်နေတာပေါ့အဲ့ဒါကြောင့်ပါဆိုတော့အာစီးရေးအောင်မြင်မှုမှာဆိုရင်တော့ အဲကျွန်တော်တို့ထင်မှမထားလောက်အောင်အောင်မြင်တယ်လို့ပြောလို့ရပါတယ်ပြောချင်တာဥပမာကျွန်တော်တို့စတိုက်တုန်းကအရခတ်တက်တော်အကူကြီးအများကြီးပါပြီးမှတိုက်လာတယ်နောက်ပိုင်းအရခတ်တက်တော်ရဲ့အကူကြီးနေတဲ့ထဲနေလာပြီးမှကျွန်တော်တို့ကိုအားကိုတဲ့ထဲကိုလာအောင်ပေါ့နော်ဥပမာ complex ဆိုရင်ကျွန်တော်တို့တနတ်တစ်ချက်မှမဖောက်ပဲတင်နေရတယ်ဒီ flame ဆိုရင်လည်းကျွန်တော်တို့အရခတ်တက်တော်အကူကြီးအရခတ်အရခတ်တက်တော်ရေးပေါ်မှာပါဝင်တော်냐လဲပေါ့နော်သူတို့ရဲ့ဟိုအကြအညာညီလက်နဲ့ခင်အကူကြီးနဲ့တင်ကျွန်တော်မြို့ရောက်အောင်တင်နေနေပေါ့ ပြောချင်တာကမြေပြင်မှာကိုတိုင်ကိုကြလက်တွေ့တိုက်ပွဲဝင်တာနဲ့အဝေးကဆမ်းပြီးမှအကြံဉာဏ်ကြီးပြီးတာတွေကတကယ်တကယ်မတူဘူးလေနော်အဲ့ဒီကြားထဲကကျွန်တော်တို့ဟိုဟိုကိုအားကိုကုနေတဲ့ကိုလာအောင်ပေါ့နော်အင်းကြစ်လက်တက်ကြစ်လက်လာအောင်လုပ်လာနိုင်တယ်ဆိုတော့ဟိုစီကြီးကြီးမန်ချက်ရပြောမှုဆိုရင်တော့အဲကျွန်တော်တို့ဟိုစီကြီးကြီးမန်ချက်တီက အစကပြောထားတဲ့လောက်ကြီးရည်မှန်းထားတဲ့လောက်ကြီးမအောင်မြင်မှုပေါ့နော်မအောင်မြင်မှုဆိုတာလေစီရေးနိုင်ငံရဲ့အုပ်ချုပ်ရေးကိုဟန်ချက်ညီပြန်တွားချင်တာရဲ့ပုံမှန်ချစ်ချစ်လေးတွားချင်တာရဲ့လို့ပေါ့နော်ဆိုတော့စီရေးတာကျွန်တော်တို့ပြောထားတဲ့လောက်မအောင်မြင်တော့냐လည်းပဲတော်လှန်ကြီးကတော့တော်တော်အောင်မြင်ပါလေတော်တော်ကြည့်ဖြစ်ပါလေဟုတ်ကဲ့ပါခွန်ကြီးမဟုတ်ကဲ့ဆိုတော့လက်ရှိမှာဒီရှမ်းပြည်နယ်မှာမြို့နယ်ကိုခုရှိတဲ့အထက်ကဒီ ဆန်းကျင်တော်အဖွဲ့ CB ကပြောတော့မြို့နယ်လေးခုကိုအပြည့်အစုံသိမ့်ပိုက်ထိရောက်ထားပါတယ်ဆိုတော့အဲ့ဒီမြို့တွေမှာလည်းဆန်းကျင်တော်အနေနဲ့ဒီတော်လန်ရဲ့အစွေရအဖြစ်အုပ်ချုပ်ရေးရန်တရားတွေကိုစီမံနေတာတွေရှိတယ်လို့ကျွန်တော်တို့သိရတယ်ဆိုတော့ဒီထိချုံနိုင်မှုအပိုင်းနဲ့အခုအချိန်မှာဒီဘလို့အခက်အခဲတွေရှိလဲဘာတွေဖြစ်နိုင်မလဲကိုရုံးမယ်အာအခက်အခဲကတော့ကျွန်တော်တို့အနေနဲ့ဟိုဆိုပါစို့ဒီကျွန်တော်တို့ဒီစစ်ကောင်စီကိုမောင်းထုတ်နိုင်မှာ အဲနမည်ပိုင်ဆိုးမှုပေါ့နော် territorial control ကြာသွားတယ်ပေါ့လေဒါပေမဲ့ဒီဒေတာမှာဒီနေအောင်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ကြတော့စစ်ကောင်စီကတောက်လျှောက်ပုံကျဲနေတာဖြစ်ခဲ့ရှိတယ်ပြီးတော့မှကျွန်တော်မှ human resources တွေပေါ့နော်ဘယ်လိုပြောမလဲတက်သည့်ပညာရှင်အားလိုပဲပြီးတော့မှ cap အဲဒီ financial resource ပေါ့နော်ငွေကြေးပေါ့ဥပမာပြောချင်တာကလမ်းတွေပြိုနေတာပြင်ရှင်နေတော့လမ်းတွေဖောက်ချင်တယ် အဲ့လိုမျိုးပေါ့နော်လက်နေဆိုတော့ကောင်းကောင်းလေးပေါ့နော်ရင်းနှုံးတူနဲ့ကတ်တရခင်းနေဆိုတဲ့ဘိုင်းတွေမှာကျွန်တော်တို့လုတ်ချင်းတော့လုတ်လို့မရတာပေါ့နော်အားနဲ့ချက်ကြီးရှိတာပေါ့ပြီးတော့မှကျွန်တော်တို့ချင်းကျင်နေဆိုတာလည်းပဲဟိုမြန်မာတနေကလုံးဆိုရင်မျက်ကွယ်ပြုခါဆိုကွန်ပျူတာတက်ဖို့အနည်းဆုံးဖြစ်တာပေါ့ဆိုတော့အဲ့လိုမျိုးအခြေအနေဘိုင်းမှာတော့ကျွန်တော်နည်းနည်းအခက်ခဲရှိတယ်ဟိုပြီးတော့လည်းအဲဒီလိုမျိုးအခြေခါဆော့အောင်ဒီလူမှုဆော့အောင်ဒီ institution တွေတည်ဆောက်တယ်ဆိုတာအချိန်အများကြီးယူရတယ်လေနော် ဟိုအုံမြင့်ကောင်းအောင်စိတ်ရှိရှိနဲ့ဟိုဘယ်ပုံစံပါဝလာနိုင်အောင်ဒီကာလမှာကျတော့ကျွန်တော်တို့ကဟိုဒီရည်ရှိဆိုတာမစင်စားနိုင်သေးပဲနဲ့ရရှိချတဲ့လွတ်မြောက်မှုလွတ်လပ်မှုဆုံးရှုံးမသွားအောင်ခုခံကာကွယ်နေရတယ်အဲ့လိုမျိုးပေါ့နော်တော်လှန်ရေးပေါ့နော်တိုက်ပွဲတွေဆက်စင်နှွေးနေရတဲ့အပိုင်းတွေအဲ့အရာမျိုးပေါ့ဒီကြားထဲကလေချောင်းတိုက်ခိုက်မှုတွေခုနလိုမျိုးတတ်သိပညာရှင်အားနေတာဒီအချင်းမြအားနေတာကြောင့်ပေါ့နော် အဲအဲ့ဒါတွေအခက်ခဲပေါ့ဒါပေမဲ့အခက်ခဲပုံစံကြားတရပဲကျွန်တော်တို့အနေနဲ့တားကြနေပါပြီဆိုတော့ဒီကြားတရပဲကျွန်တော်တို့ဟိုဟိုပညာရေးဒီကျမ်းမာရေးဒီဝန်ဆောင်မှုတွေပေးနေတာအုပ်ချုပ်ရေးဝန်ဆောင်မှုတွေပေးနေတာတရားစီရင်ရေးဒီ G2J ဒီစသဖြင့်ပေါ့နော်ကြေးရွာတို့မှာရာဆွတ်မှုတွေနေအောင်လုပ်တာရာဆွတ်မှုတွေကိုတောက်လျှောက်ရေးယူပေးတာတဘောပေါ်ဝင်ချင်းထိမ့်သိမ်းရေးဒီအစားပေါ့နော်အဲ့လိုမျိုးတောက်လျှောက်လုပ်နေတာရှိပါတယ်ဆိုတော့အဲရှေ့ဆက်ပြီးမှဒီထက်အပိုများများ အလုပ်လက်တုံအောင်ပေါ့နော်အများကြီးလုပ်ဖို့လည်းရှိပါတယ်ကြိုးစားနေတာရှိပါတယ်အာနောက်တစ်ခုကဒီရှမ်းပြည်နယ်မှာမြို့နယ်ကိုခုရှိတဲ့အထက်ကဒီဟာခန်ထက်တလန်တိမ့်တိမ်ဆိုပြီးတော့မြို့နယ်တစ်ခုကဒါဒီစစ်ကောင်စီကထိန်းချုပ်ထားနေတော့တဲ့အနေအထားရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီထက်မှာဒီတိမ့်တိမ်မြို့ကိုလည်းဒီ CB ဖက်ကတိုက်ခတ်မယ်ဆိုပြီးတော့ဒီမေလာအတွက်မှာပြောဆိုခဲ့တာလည်းကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒီတိမ့်တိမ်မြို့သိတပ်ပွဲနဲ့ CB ဖက်ကဘလို့ပြင်ဆင်မှုတွေရှိလဲကိုရမအာဘလို့ပြင်ဆင်မှုရှိတယ်လဲဆိုတော့ ကျွန်တော်တို့အဲ့လာမျိုးတော့အပြင်းစင်နေပါတယ်ဟိုစိတ်ကောင်စီကလည်းပဲဒါကတော့ကျွန်တော်တို့မပြောရင်တော့မှာပဲအဲကျွန်တော်ချင်းညီတော့6ဖွဲ့ရှိတယ်6ဖွဲ့ထဲမှာ9ဖွဲ့ရဲ့နေနေဒီအကုန်လုံးဒီစိတ်ကောင်စီလုံးဝကင်းစင်သွားပြီဆိုတော့တိတိနဲ့ကျွန်တော်လည်းဆိုတော့ဒါကထုတ်ဖော်ပြောတည်ဖြစ်စေမပြောတည်ဖြစ်စေ SCP ရဲ့ next target ကတိတိဖြစ်မှာပဲအဲ့တော့အသေးချပဲလေနော်ဆိုတော့ပြင်ဆင်ပါတယ်စိတ်ကောင်စီကလည်းပဲ ရှင်ပြောရင်ကျွန်တော်တို့တော်လိုင်းဖွဲ့နေစိတ်ကောင်စီနဲ့ကွာလာကစိတ်ကောင်စီက online ပေါ်မှာဘယ်သူတွေပါတင်နေတယ်လဲဘယ်လိုလုပ်နေတယ်လဲဆိုတော့တောက်လျှောက်ကြည့်တယ်ဒါပေမဲ့ဟိုစိတ်ကောင်စီက line ပေါ်မှာတော့သူ home phone home phone မလုပ်ဘူးပေါ့နော်။ဘာညာဘာညာမပြောဘူး။သူကတလုံးဆက်ရှိတာလုပ်နေတယ်ပေါ့ဆိုတော့အခုပဲဒီတက္ကသဖက်ကနေပေါ့နော်။အဲကလေးကနေခိုင်ကန်ဖက်ကနေသူတို့အဲ့ဒီရှင်ပြည်မြောက်ပိုင်းကိုထိုးစစ်စီနေတဲ့ပုံစံရှိတယ်။ပြောချင်တာကျွန်တော်တို့ဘက်ကပြင်ဆင်နေတယ်လို့စကားစကားလည်း ပြင်ဆင်မှုတွေလုပ်တယ်လက်ဥမှုယူတဲ့သဘောမျိုးတွေပေါ့နော်အဲဒီဒီလိုမျိုးကိုမကြအောင်ဘယ်လိုမျိုးဒီဒီမျိုးတိမ့်တက်ပွဲမလုပ်နိုင်အောင်ပြင်ဆင်တဲ့သဘောမျိုးတွေတွေ့ရတယ်ပေါ့နော်ဆိုတော့အဲကျွန်တော်တို့ပြင်ဆင်ထားပါတယ်အဲလှုပ်ရှားရှိတာအလုပ်လုပ်နေကြတယ်ပေါ့နော်အဲဘယ်ချိန်ဘလို့ဖြစ်လာမလဲဘာဖြစ်လာမလဲဆိုတာကတော့ဒါကတော့ဒါတော်နိုင်ကြီးအရွေ့ကြည့်လာလည်းများပါတော့ပါစစ်လာမယ်ဆိုတာတော့ဒီသူတွေတိလာပါပဲပေါ့နော်အတီးပေးချင်တဲ့ခါကျရင်ဖြစ်ပြတာတွေ မြင်တာကြားလာတဲ့ခါကျရင်အဲ့ဒီကျရင်အဲ့လိုမျိုးဖြစ်တက်လာတာမြင်ရပါပေါ့တော်တော်စီတော့ကျွန်တော်တို့ပြင်ဆင်နေကြတယ်အဲ့လိုလုပ်နေကြတယ်ပြောလို့ပါတယ်ခင်ဗျဟုတ်ကဲ့ကိုကြီးမကျေးဇူးပါခင်ဗျအာနောက်ထပ်မြခွန်းတစ်ခုကိုသွားချင်တော့ဗောနော် ဟိုအထမခွန်တစ်ခုကဒီဟာခနဲ့ထန်တလန်ကိုကြာတော့ဒီ CNF CNA နေမြေဆိုပြီးတော့ပြောဆိုနေကြတာလည်းရှိပါတယ်ဆိုတော့ဒီတော့ CB ရဲ့လှုပ်ရှားမှုနေမြေထဲမှာတိုးတိမဟုတ်ဒီစည်ရဲရမတ်ချက်ထားတဲ့နေမြေထဲမှာအဲ့ဒီနှမျိုးကို CNF CNA အတွက်မသိမ့်ပေးထားခဲ့မလားပေါ့နော်တိုးမဟုတ်အဲ့ဒီမျိုးကိုရော CB ဖက်ကသိမ့်မဲ့အခြေအနေတွေရှိလားဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့မြန်မာကတော့ဒီချန်ပီယံနေထဲမှာဒီမျိုးသိမ့်တပွဲတဲ့ပေါ်ဆောင်လို့မျိုးဆိုရင်ဟိုအဖွဲ့ကတိုက်မယ်ဒီဖက်ကတိုက်မယ်ဆိုပြီးတော့ဒီပိုက်ခန့်ခန့်အညာပွမ်းမှုတွေရှိတာကိုလည်းမကြက်နှက်တွေ့ရလို့လေဒီဟာလေး နဲ့ပတ်သက်ပြီးတစ်ချက်လောက်ပြောပြပေးလို့ရနိုင်မလားကိုရုံးမှာဟုတ်ပါတယ်အဲအဲ့လိုမျိုးပေါ့ဟိုဘုံမျိုးဒီမျိုးတိမ့်ပြီးအဲ့လိုမျိုးအငင်းဘွားမှုလေးတွေပေါ့နော်ရှိတယ်ရှိတယ်ဆိုတာကလည်းပဲဘယ်လိုပြောမလဲဟိုကျွန်တော်တို့ချင်းတော်နိုင်ရတဲ့ခက်တယ်ကိုရိုင်းဥဆောင်မှုပေးနိုင်သလားဆိုတော့လည်းမပေးနိုင်ဘူးအတူတူလက်တွဲလုပ်ကြမလားဆိုလည်းလက်တွဲလည်းမလုပ်နိုင်ဘူးအဲ့တော့ကျွန်တော်ကိုနီးကိုဟန်ကိုအားကိုကိုပြီးမှလုံနိုင်ကြတဲ့လူနဲ့ပူပေါ်မှာလောက်ကြတော့လည်းပဲအဖြစ်လို့ဖြစ်စီလိုက်လို့တယ်ပေါ့နော် အဲ့လိုမျိုးကကျွန်တော်တို့ချင်းပြည်နယ်မှာတွေ့နေရတဲ့ဒေါ်နိုင်ရဲ့အခြေအနေပဲဆိုတော့ဟိုဒီဟခါထန်တလန်မြေကျန်နေအဲဟခါဆိုရင်သူလည်းပြောမလဲအပြူပါပေါ့နော်အဲလိုဟခါပြူပါပေါ့လေဒါပေမဲ့ဟခါပြူဟာ၃ရင်းသေးကအနှစ်၆ရှေ့ကပလမ်ကပြုတ်သွားပြီနှစ်၆ကိုတည်တင်ကျန်နေပြီးတော့မှနှစ်၆ကပလမ်မှာရှိတယ်ဆိုတော့ဟခါကတကယ်တကယ်တော့နှစ်၆ကနဲ့ဒီပြူဟာအခြေစိုက်လောက်ပဲရှိမယ် အဲထန်တလာမှာကျတော့ဘာအခြေစိတ်စခန်းဘာမှမရှိဘူးတရင်ပေါ့နော်ချေချတရင်ဘာမှမရှိဘူးကာကင်းတဘောမျိုးအဲ့လိုမျိုးထွက်ထတာပဲရှိတယ်ဆိုတော့အတူတို့အချိန်ချင်းတိုက်တယ်မရဘူးကြာရှုံးတယ်ပေါ့နော်ပြန်ဆုတ်လာတယ်ပေါ့လေဆိုတော့ကျွန်တော်တို့အနေနဲ့ CP ရဲ့အနေနဲ့လွတ်မြောက်သွားပြီဆိုရင်ဟိုတခါကျရင်စေတနာဝေဒနာဖြစ်ရတာပေါ့ဟိုတခါလည်းကျရင်ဟိုကိုယ်တိုင်လည်းအဲ ဟိုမှာတချို့ CDF တွေပေါ့ဟိုတချို့ CDF ဟာက CDF တို့ပါလို့ဆိုရင်သူတို့ကဒေါ်လာရင်းကိုတကယ်လုတ်ချင်တယ်လွတ်မြောက်ချင်တယ်တိုက်ခိုက်လို့တယ်ဟိုရုံးကန်လို့တယ်ပေါ့နော်အဲ့ဒီမှာဟို CNF CNE ကလည်းသူတို့ကဟိုမတန်သေးဘူးပေါ့နော်အချိန်မတန်သေးဘူးလို့ယူဆလို့လည်းရှိတယ်နေတူပါတယ်အဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးညင်ပွားမှုတွေရှိနေတယ်ဆိုတော့တိုက်မယ်မတိုက်မယ်ကိုပဲသူတို့အချင်းချင်းပေါ့နော်ညင်ပွားမှုတွေရှိတာတွေ့ရတယ် ိုက်မယ်လို့ပြောပြီးရင်ကျွန်တော်တို့နဲ့ဘယ်လိုမျိုးပူးပေါင်းချိတ်ဆက်မှုရှိမလဲဆိုတာမျိုးပေါ့ဟိုကျွန်တော်တို့ကအကူအညီလိုက်ကူညီအောင်မယ်အဲဗီလင်းနဲ့ဖြစ်မှာမျိုးတော့မလိုချင်ဘူးလေဆိုတော့ဟိုပူးပေါင်းဖို့တော့အဆင်ပြေပါတကယ်တော့ဟာခါတက်လန်ကိုတိုက်မယ်ဆိုရင်ဒါပေမဲ့ကျွန်တော်တို့ဒီရှင်းရှင်းလင်းလင်းဘလိုမျိုးပူပေါင်းဖို့နဲ့ဘလိုမျိုးတက်ယူကြမယ်ဆိုတာမျိုးလေးကိုရှင်းရှင်းလေးလေးလောက်ထားဖို့တော့ပြောမှာပေါ့ဟုတ်ပါပါပဲဆိုတော့တခါလေကျတော့အဲ့လိုမျိုးခက်ခဲလေးရှိတတ်လို့ပေါ့နော်ကျွန်တော်တို့ဒီ တော်လှန်ရေးတချို့ကတော့တင်ခါကြာယူစားတွေပါပဲပြုပြင်ကြောင်းလဲကြာတွေပါပဲဟုတ်ကဲ့ကိုကြီးမအဲစီပီအနေနဲ့ဒီမြို့သိမ်းတက်ပွဲတဲ့ဆန်းနေတဲ့အခါဒီဘလော့အခက်ခဲမျိုးတွေကျွမ်းရတယ်ရှိလို့ပြောလို့ရနိုင်မလဲအထူးသဖြင့်ဒီရှမ်းတွန်လှန်ရေးမှာဒီကြီးမားတဲ့စင်ခုမှုတွေကဘာတွေဖြစ်မလဲပေါ့နော်ဥပမာဒီလူထုညီညွတ်မှုအပိုင်းတော့နောက်ဒီလူအားအပိုင်းတွေရော နောက်ဒီထပ်ပေါ်ရိုက်ခါနောက်ဒီလနဲ့ခရင်စသဖြင့်ပေါ့လေဘလော့အခက်ခဲမှုတွေရှိတယ်လို့ပြောလို့ရနိုင်မလဲอืมဒီ2021မှာစပေါ်လာတဲ့ဖွဲ့အနေနဲ့တော့ ဘယ်လိုခက်ခဲမှုဆိုအခက်ခဲမှုအကုန်လုံးပါပဲအကုန်လုံးခက်ခဲမှုရှိတယ်ဟိုလူထုထောက်ခံမှုလည်းကျွန်တော်တို့စ조사ရတယ်လူထုထောက်ခံမှုရှိတော့လည်းပဲတပ်ဖွဲ့တွေမှာအင်အားရှိအောင်လုပ်ရတယ်တပ်ဖွဲ့လူဦးရေပေါ့နော်ကိန်းကနဲအင်အားများတော်ညာလည်းပဲကြည့်လစ်တဲ့အဲစီကန်ရှိတဲ့အမိန့်နာခံတဲ့ဖြစ်အောင်ကျွန်တော်အပြန်ထုတ်ရတယ်အဲ့လိုရှိတာပြန်တော့လည်းပဲလက်နဲ့ခင်ရလို့လာပြန်ရောလက်နဲ့ခင်ရလို့လာပြန်တော့လက်နဲ့ခင်ရတော့ပြန်အားထုတ်ရတယ် တခါလေကျတချို့တပ်ဖွဲ့တွေကအစည်းကမ်းရှိတယ်အမိတ်နာကမကောင်းတယ်ဒါပေမဲ့ရှီတပ်မှာကျတော့တိုက်ရိုက်ခိုက်ရင်လုံးဝမရှိဘူးအဲ့ဒီတော့လည်းကျွန်တော်တို့ပြန်ပြင်ဆင်ရတယ်နောက်ခါကျရင်ရှီတပ်တကယ်တကယ်စင်ပြေလာတယ်ဆိုတော့ညနောက်ကထောက်ဖို့လုပ်ဖို့ပေါ့နော်အဲဒီဒီ logistics တွေပေါ့အဲ့ဒါတွေတအားပြန်ရုံးကန်ရတယ်ပြီးတော့မှပြိုသိမ့်တဲ့ဘက်တစ်ခုလုပ်တယ်ဆိုတာကကန်ကောင်းတော့ကျွန်တော်တို့ဒီဂျင်တွေးကိုဟိုမတူပြီးတော့မှဟိုဥပမာကောင်းနေတင်ခါစားကောင်းနေရခဲ့တော့ ကျွန်တော်တို့ကဘယ်လိုပြောမလဲကိုတင်ထားတဲ့အများကြီးပုံပြင်စီရတယ်အများကြီးပုံလို့လို့ရတယ်အများကြီးပုံရုံးကလည်းပေါ့နော်ဆိုတော့လက်နဲ့ခဲရဆိုတာကတနပ်ပုတ်ပြီးစပြီးဆိုကြတဲ့ကမပြီးမချင်းကပြက်လို့မရတော့ဘူးအဲ့လိုမျိုးဆိုတော့မှကျတော့ဘယ်အချိန်ပြီးမလဲဆိုတာကဟိုဘလောက်ဟိုရေစံတက်တီရှိအောင်တိုက်ပတ်ဝန်တလဲဂျူဟာကြကြဘလောက်လှုပ်ရှားနိုင်တလဲဟိုရေပေါ်တဲ့တိုက်ရိုက်ခိုက်ဘလောက်ရှိတလဲအမျိုးမျိုးပေါ့နော်ဆိုတော့ ခက်ခဲတော့ပေါင်းစုံနေတာပဲဟိုကြည့်လို့ရပါတယ်ဥပမာဒီဒီလိုမျိုးဝါချင်းတော်လှန်ရေးတမားကြီးကြီးပေါ့နော်ဥပမာဆိုဆို KNA တို့ KNU တို့တခြားလိုဖွဲ့ကြီးတော်မှာပဲတချို့မျိုးတွေကိုတင်းလို့ဖို့ခက်ခဲတာမတင်းနိုင်ခဲ့တာတွေတွေ့နေဆိုရင်မြို့သိမ်းတိုင်ဖွဲ့ဟာဘလော့ခက်ခဲတယ်ဆိုရင်ကြည့်လို့ရပါတယ်ဥပမာဆိုဥပမာမင်းတက်တို့ပါလို့ဆိုလည်းပဲဖလမ်တို့မင်းတက်တို့ဆိုရင်လည်းမဒူပီဆိုလည်းဘျူဟာပဲမင်းတက်ဆိုလည်းပဲ ယူဟာမှုဘုံမှုကြီးအစဉ်ရှိရလို့ထိုင်တဲ့စစ်တေတာမှုတို့ထိုင်တာပဲ flash ဆိုလည်းအင်အားဖြည့်တာကိုလူရောက်နေရတော့လောက်ကခုနှစ်ကြိမ်ရှစ်ကြိမ်လောက်နဲ့တန်ဖြည့်တာပဲဆိုတော့အဲ့ဒီမှာခက်ခဲမှုတွေကတော့ပြောလို့မကုန်နိုင်ဘူးပြောလို့မကုန်နိုင်ဘူးဟိုအစအစအရာရာအကုန်လုံးကတခါတည်းကျကျွန်တော်တို့ကုန်နိုင်တော့မှဒီမျိုးသိမ့်တဲ့ပွဲဘယ်လိုလုံနိုင်ခဲ့တယ်ဆိုတော့မယုံနိုင်တော့အောင်ပဲလို့တော်တော်များများပြင်ပတယ်ပေါ့နော်ဆိုတော့ဘယ်လိုပြောမလဲ တော်တော်ခက်ခဲပါလေဟိုပြောမပြတ်တတ်အောင်ခက်ခဲပါလေဒါကြောင့်လဲတော်ရုံတယူမျိုးမသိနိုင်ကြတော့ဟိုတကယ်တကယ်အဲ့လိုဖြူဟာကြီးရှိတယ်စစ်တီတာမှုကြီးဘုံအဲ့ဒီဘုံမှုကြီးတွေထိုင်နေတာမျိုးဆိုရင်တော်ရုံတယူတော်တော်သိမ့်ခက်တယ်ဆိုတာကျွန်တော်စဉ်းစားကြည့်တယ်ဘလောက်နဲ့ဘလောက်တောင်မှပြီးဆက်ထားကြတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ခက်ခဲပါလေဟုတ်ကဲ့ခွန်ရမအဲအရင်တော့ကပေါ့နော်ဒီ CP အဖွဲ့စတီထောင်စတုံးကဆိုရင်ဒီအာအနိုင်ငယ်ပဲရှိတယ်ဆိုပြီးတော့ ဟိုပြောဆိုဝန်ခံမှုတွေကိုတွေ့ခဲ့ရတယ်ပေါ့နော်ဟိုလက်ရှိမှာတော့ဒီ CB ကဒီချန်ပီယံနယ်မှာတကယ်လက်တွေလုံးပြနိုင်တဲ့အဖွဲ့တစ်ခုဖြစ်လို့ကျွန်တော်တို့မြန်တွေ့လာရတယ်ပေါ့နော်ဆိုတော့ဒါတွေကဘာကြောင့်လို့သုံးသပ်လို့ရနိုင်မလဲဗျာဆက်ဆက်ပြီးတော့ဒီ CB အပေါ်မှာပေါ့နော်ချန်လူထုရဲ့ထောက်ခံမှုအထူးသဖြင့်ဒီပြည်တွင်းပြည်ပအခြေအနေတွေရောအရင်နဲ့အခုဘလို့ခွာခြားမှုတွေရှိသွားလဲကိုယုံမန်အာအတိကတော့ဘလို့ပြောမလဲဟုတ်ပါဘလို့ပြောမလဲဆိုတော့မြန်မာနိုင်ငံမှာဖြစ်နေတဲ့နိုင်ငံအချင်းခင်ချင်းတွေကိုနိုင်ငံတကာမသိဘူး နော်နိုင်ငံတကာမှာလည်း hot issue ဖြစ်နေတာက Ukraine နဲ့ Russia တို့ဟိုဘယ်လိုပြောမလဲဒါမှမဟုတ်လေဒီ Israel နဲ့ Hamas တို့ Hezbollah တို့ပေါ့နော်အဲ့လိုမျိုးတွေပေါ့လေဆိုတော့ဒါတစ်ခါလုံးကိုမြန်မာလို့မြင်မယ်ဆိုရင်မြန်မာနိုင်ငံမှာလည်း media attention တားနေတာကချင်းကြီးတယ်မှာပါလေဟိုမှာ Granny တို့ဟို Granny တို့ပေါ့နော်ကရင်ဖက် Granny ဖက်ရှမ်းမြောက်ဖက်ဆိုရင်ဟိုနိုင်ငံတကာမီဒီယာတွေကမြန်မာပြည်တွင်းကမီဒီယာတွေတော့တော်တော်အာရုံစိုက်ကြတယ်ပေါ့နော် ိုတော့ချင်းဘက်မှာဆိုရင်အာယုံစိုက်ခုနည်းတယ်ဂျီဒွန်းကလည်းနည်းတယ်ဂျီဒွန်းတော့မှဒါအားနည်းတယ်ဆိုမှတော့နိုင်ငံတကာတော့ပြောမနေပါနဲ့ပေါ့ဆိုတော့ကျွန်တော်တို့ကအဲ့လိုပဲဂျီဒွန်းကလို့ဒီလိုမျိုးပဲလေချင်းရဲ့ political landscape ကိုဘာမှမသိခဲ့ဘူးကျွန်တော်တို့ကိုယ်တိုင်လည်းဒီအာဏာမသိခဲ့ဒီဘာမှမသိခဲ့ဘူးကိုယ်တိုင်ကိုကြောက်ဝင်ကြတော့မှ2021ကကျွန်တော်တို့အစိမ့်သက်သက်ပဲအဖူမတိပါမတိဘူမလဲနဲ့ဝင်သွားတယ်ပေါ့နော်2021ကုန်သွားတယ်2023လောက်လည်းရောက်ရောကျွန်တော်တို့က ဘလိုပြောမလဲမီအီးကမီအီးနှစ်ခါမကတော့မီအီးလေးခါကခါလုံးနာပြီးသွားပြီဆိုတော့ချင်းစီကဘယ်ဖွဲ့ရဘလိုစကားပြောတယ်ဘလိုဘလိုရှိတယ်ဆိုဘလုံးတီးပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီပုတ်ထက်တီးပဲတော့ဖြစ်မှခံနိုင်မှာငါတို့တကယ်လွတ်မြောက်အောင်လုပ်မယ်တကယ်တိုက်ထုတ်မယ်ပေါ့နော်စိတ်ကောင်းချိုတိုက်ထုတ်မယ်ဆိုရင်တကယ်တကယ်တချို့တော်လန်ကြီးချင်းတော်လန်တွေဖွဲ့တော်များများကဟိုတချို့တွေကကျတော့အဖွဲ့တဖွဲ့ထားတာသူတို့ရဲ့ဘလိုပြောမလဲကိုဒေတာမှာက ဟိုဥမာမြို့နယ်ဆိုအဖွဲ့တော်တချို့အဖွဲ့တော်လည်းကောင်းပါတော့စစ်ကောင်စီလည်းမရှိဘူးတပ်ရင်းတွေလည်းမရှိဘူးဟိုချင်းပြည်နယ်ကတော်တော်ကျယ်ပြီးမှစစ်တပ်ကရှင်းရှင်းပြောင်းရင်ဟာခပြူခါနဲ့မတူဘူးပြူခါနှစ်ခုပဲရှိတာ哦နောက်ပိုင်းကျမှဒါဘလက်ဝါမှာတချို့အခြေချထိုင်လာတာပေါ့နော်အရင်တော့မရှိဘူးလေဆိုတော့ဒီလိုမျိုးမြို့နယ်ပေါင်းရှစ်မြို့နယ်နေနေတော်တော်ကျယ်တဲ့နေရာမှာတပ်ရင်းကငားရင်းချော်ရင်းပဲရှိတယ်ဆိုတော့စစ်ကောင်စီလုံးဝမရှိတဲ့နယ်ပယ်တွေဒေသတွေကအများကြီးရှိတယ် အဲ့ဒီမှာကိုယ့်အနေကို CDF တခုထုံနေပြီးမှဘယ်မှလည်းတိုက်ပွဲဝင်စရာမလိုဘာမှလုပ်စရာမလိုတဲ့အဖွဲ့ကြီး CDF တွေလည်းများတယ်ဆိုတော့ပြီးတော့မှစိတ်ကောင်စီတကယ်တိုက်ဖို့ဆိုတာကတချို့ဘာရင်တော်နိုင်တမားကြီးပေါ့နော်တချို့ဟာတွေကကျတော့လက်နဲ့ကင်တာချလာတဲ့လူတွေကကျွန်တော်အမြင်မှာစိတ်ကောင်စီငယ်ကြောက်လို့လို့ဖြစ်သွားကြပြီကျွန်တော်စိတ်ကောင်စီကိုတကယ်အပြစ်ပန်းခံမှာတိုက်ဖို့ဖို့မစင်စားပဲနိုင်ငံကြီးဖက်ကပဲဟိုတန်တမာကြီးလိုလိုပါလို့လူပေါ့နော်အဲ့လိုမျိုးတွေပဲစဉ်းစားကြတယ်ဆိုတော့ ကျွန်တော်တကယ်အပင်ပန်းကတကယ်လုပ်မယ်ဆိုတာဟာကြတော့ကျွန်တော်တို့ပဲကောင်းထဲမှာလို့စဉ်းစားတာအဲတချို့တော်တိုင်းတော်တော်များအဲ့လိုမျိုးမစဉ်းစားဘူးတို့တော်လည်းလောက်ဆရာမလို့တဲ့အခြေအနေရှိတယ်တော့ကျွန်တော်တို့စာလုပ်တယ်ဒါမမိုင်းရတာကိုမှတ်တယ်ပဲပြောရမလား over ambitious ဖြစ်တာလေဒါပေမဲ့ကျွန်တော်တို့ knock ွယ်ရနဲ့ကြိုးစားအားထုတ်မှုတွေနဲ့တဖြည်းဖြည်းကျတော့ဟိုကျင်တွဲတော့ကမတည်ဘူးမတူဘူးပြရတဲ့နဲ့တည်လာတယ် a mental complete တွေနဲ့တုံးတယ်တိတ်ထိုင်တော့တနိုင်ငံလုံးကစီပြီးဆိုတော့တော်တော်လေးတည်လာတယ် နိုင်ငံတကာလည်းထောက်ခံလာတယ်အဲ့ဒီအချိန်ကြာမှာချင်းပြည်ရဲ့ political landscape မှာနိုင်ငံရေးကိုတော်လှန်ရေးကိုအလွဲသုံးစားလုပ်နေတာတော်လှန်ရေးကိုပတ်ဆက်လောက်နေပဲလုပ်နေတယ်ပြီးတော့မှလူမျိုးရေးမှိုင်းတိုက်နေတယ်အတော်လှန်ရေးဖွဲ့တဲ့ချင်းချင်းတည်းမှာမကွဲကွဲပြင်းအောင်လုပ်နေတဲ့ဘာညာတွေကတစတစပေါ်လာတာပေါ့အဲ့လိုပေါ်လာတဲ့ခါကျတော့ပြည်သူတွေကဒီချင်းတော်လှန်ရေးရဲ့အခြေအနေလည်းသိလာတဲ့သဘောမျိုးပေါ့နော်အရင်တော့ကကျတော့ချင်းဆိုအကုန်လုံးချင်းပဲထင်တာကျွန်တော်တို့ချင်းပါက ော်တော်ဆယ်ရှိတဲ့များအဖွဲ့တွေကိုတံပုံးလိုက်အဖွဲ့ပုံး20ကျော်တယ် CDFD အဲ့ဒါပြီးတော့မှ CDF တော်တော်ပါဆိုလို့ကောင်အဖွဲ့တွေ20ကျော်တယ်တမျိုးနဲ့ထင်းတဲ့ဒီမျိုးနယ်စုတစ်ခုထက်တော်တော်ကောင်အမျိုးမျိုးနှစ်ဖွဲ့လောက်ဖြစ်နေတာတမျိုးနဲ့ထင်းမှာပဲ၄၅ဖွဲ့လောက်ထွက်နေတာမျိုးတွေပေါ့လေအဲအဲ့လိုမျိုးဒီဆိုတော့ဒါတွေကိုပြည်သူတွေကမသိကြဘူးစိတ်လက်ပုံစားကြဘူးအခုလိုမျိုးတချို့ဟာတွေက ဟိုအပူပေါ်တယ်လို့ပေါ်လာတဲ့ခါကျမှဒီလူတွေကဒီလိုလားအော်ဒီလိုဖြစ်တာလားအော်ဒါလားမသိခဲ့ဘူးအော်အဲ့လိုမျိုးလားဆိုတာမျိုးတွေပေါ့နော်ချင်းတီတူချင်းချင်းတော့မှအခုမှပဲအဲ့လိုပြောင်းပန်းလာတာဆိုတော့တခြားချင်းမဟုတ်တဲ့ဟိုကချင်ချစ်ပြပမာဖြစ်ပြရခိုင်ဖြစ်ဖြစ်ပေါ့နော်တခြားလူတွေကကျတော့မသိကြလို့ပြီးတော့ဂရုလည်းမဆိုင်အားကြတဲ့ပုံစံဖြစ်တာပေါ့အခုတော့တောက်လျှောက်ဂျီတွင်းဂျီပါတောက်လျှောက်အာယုံဆိုင်လာကြတယ်ဟိုချင်းဂျီကိုစစ်ကောင်စီကင်းစီအောင်လို့ပေါ့ဟာ CB ပဲလုပ်နိုင်တယ် CB World Moody နဲ့ဆိုတာကိုဒီတူတော်တော်များများပေါ့နော်ဟိုဒီတွင်းဒီပါမှာလက်ခံလာကြတယ်နားလည်လာကြတယ်မြင်လာကြတယ်ပေါ့နော်အဲလိုမျိုးတော့ရှိလာပါလေဟုတ်ကဲ့ခင်ဗျာနောက်တစ်ခုကဒီရှမ်းရှင်တော်နဲ့ architect တို့ရဲ့ဒီကောင်းမွန်တဲ့မဟာမိတ်ဆက်ဆံရေးရှိကြတယ်လို့ကျွန်တော်တို့သိထားရတယ်ပေါ့နော်ဆိုတော့ CB နဲ့ A တို့ကြမှာဘယ်အတိုင်းထားထိမဟာမိတ်ဆက်ဆံရေးရှိကြတယ်လဲနောက် A ဖက်ကရောနောက်ဒီ CB ဖက်ကရောအပြန့်အလန်းဘလို့အကူအညီပေးထားတာရှိတယ်လို့ပြောလို့ရနိုင်မလဲကိုယုံမဲ့ ဟိုကျွန်တော်တို့ online ရေးမှာတင်ယူလာတာတခုอ่ะပေါ့เนาะကျွန်တော်တို့2021မှာစတယ် constitution ရေးဖို့တအားအကျိုးစားကြတယ်အဲကျွန်တော်တို့ချင်းအဖွဲ့ပေါ့เนาะအဲ့ဒီရေးမရေးနိုင်ကြဘူးအကုန်လုံးကပြဿနာတက်ကြ क्वे ကြပြေးကြင်းခုန်ကြပေါ့เนาะကျွန်တော်ပြန်စဉ်းစားကြည့်တယ်ကျွန်တော်တို့တာအခုပေါ့เนาะဥပမာ challenge council ဆိုရင် constitution ကိုရေးလိုက်နိုင်ပြီပေါ့เนาะရေးတယ်သဘောတူကြတယ်အစိုးရဖွဲ့လဲဖွဲ့နိုင်တယ်ဟုတ်ပြီ ကွန်စတီကျူရှင်းလည်းရေးလိုက်ပြီးအစိုးရလည်းဖွဲ့ပြီးဘယ်ရောက်တော့တယ်ဘာဖြစ်သွားတယ်လဲဘာမှလည်းဖြစ်မလာဘူးဟိုပြည်ပြည်အစိုးရလိုဖြစ်နေတာပဲဝန်ကြီးတွေပါတယ်ခါတော့ဘာလို့ထိုင်တယ်လဲဘာမှလည်းမလုပ်နိုင်ဘူးဆိုတော့ကျွန်တော်တို့ပထမနှစ်နှစ်သုံးနှစ်လောက်ကဟိုစာရွက်ရေးတဲ့ဟိုဘယ်လိုပြောမလဲ NCA လိုမျိုးပေါ့နော်ကျွန်တော်တို့နိုင်ငံကြီးနဲ့ညီနိုင်မယ်ကုန်လို့ကြည်လည်တော့မလို့စစ်ကောင်စီရဲ့တကယ်အမှန်ခံချက်မျိုးမှာကုန်လို့မိမိကြီးထိုင်နေတာကိုလေကျွန်တော်တို့ကဘယ်လိုပြောမလဲ ပုံပုံလေးဟာပြီးမှအိမ်မက်ရောင်တို့လို့ပေါ့နော်တကယ် sleep walking ပေါ့လေအိမ်မက်ရောင်မလန်းရှောင်းနေတို့လို့ပေါ့နော်ဖြစ်လို့ဆိုကျွန်တော်တို့အိမ်မက်ကလည်းနိုးလာတဲ့လူတွေပေါ့လေတကယ်ပင်ပပလိုက်ထုတ်မယ်ဆိုပြီးမှစူးစမ်းတဲ့ချိန်မှာအဲကျွန်တော်တို့အရကတက်တော်နဲ့ချိတ်ဆက်တယ်အရကတက်တော်ကျွန်တော်တို့တကယ်တချင်းတက်ဖွဲ့တို့ပြန်ပြင်ဆင်တယ်တင်တက်နေပြန်ပြေးတယ်ပြန်ကျွန်းကန်ကြတယ်ဆိုတော့ဟိုကျွန်တော်တို့နဲ့ CP နဲ့ AE ရဲ့ဆက်ဆံရေးကတော့ဆရာဆရာနဲ့ညီရေးဖို့ဆရာရောပုံမှာပနေချက်သဘောတူညီထားတယ်ဘယ်လိုမျိုးအပြည့်ယူလို့ထားတယ်ဆိုတာမျိုးမရှိဘူး ဟို fluid ဖြစ်တယ်အဲ့တော့ပျော်ပြောင်းတယ်အဲ့လိုမျိုးဖြစ်တယ်ပြီးတော့မှတကယ်ဟိုယုံကြည်မှုတွေတဖြည်းဖြည်းတည်ဆောက်လာကြလာပဲချင်းနေရခိုင်ဆိုတာနေတာဆက်နေတာဥပမာကျွန်တော်ရှင်းရှင်းပြောရမယ်ဆိုရင်ရခိုင်ပြည်နယ်တစ်ခါပဲရောက်ခုတယ်ဒီ2021နောက်ပိုင်းမှာပဲရောက်ခုတယ်2021မတိုင်ခင်ထိဘယ်လိုပြောမလဲရခိုင်စကားကောင်းပြောလို့တစ်ခါမှလည်းမတွေ့ဘူးရခိုင်နဲ့ချင်းကဆက်ဆက်တာဆက်ဆက်နေတာသူတို့လည်းတစ်ခါမှမလာဘူးကျွန်တော်လည်းသူတို့မှတစ်ခါမှမသွားဘူး ဘယ်လိုပြောမလဲဥပမာဆိုတာဆိုကျွန်တော်တို့အနေနဲ့မင်းတက်ကလည်းနေအတိုင်းတိုက်လိုက်မယ်ဆိုကြီးမတော်ဥရိုဒီ rotate တောင်တော့နီးမယ်ဒါပေမဲ့မြောက်ဥရိုတိတ်တောင်ထက်ပိုဝေးတယ်ဟိုမလေးပခုတ်ကူတို့ရန်ကုန်လို့ပဲကျွန်တော်တို့သွားလာဘူးလေကျင်းဥလုံတွေပဲသွားလာဘူးလေရခိုင်ပြည်ဒါမှတစ်ခါမှမရောက်ဘူးဆိုတော့အခုမှစတွေ့ရတဲ့လူဒီအခုမှစချိတ်ဆက်နေတဲ့လူဒီယုံကြည်မှုတည်ဆောက်ကြတယ်အပြန်အလှန်ကူညီကြတယ်အပြန်အလှန်ရိုင်းပင်းကြတယ်ကျွန်တော်တို့မှစိတ်ကောင်းစီပြုတ်ချဖို့ပုံရှင်ဖန့်ချက်တစ်ခုနဲ့တူရွှေ့သွားနေကြတယ်ပေါ့နော် ဆိုတော့အခုတက်ချီလည်းပဲကျွန်တော်တို့ယုံကြည်မှုထက်တည်ဆောက်နေကြတော့မယ်မြေပြင်မှာသွေးတောက်ရေးကိုအသက်ပေးကာကွယ်တဲ့ရေးပေါ်ရေးပတ်ချီနဲ့အဖြစ်နေပေါ့နော်ဆက်လက်ပြီးသွားနေတော့မယ်အဲ့လိုဆိုတော့ဟိုမှာဟိုပြီးတော့မှာတစ်ဖက်ကပြောဆိုအင်အားအရာကောအဲတပါရောဝါအရာကောအတွေ့အကြုံရောအေးရအများကြီးပူကြည့်တာဆိုတော့သူတို့ကတော့အများကြီးပူကူညီရတာပေါ့ဟိုပိုးပြီးမှအ short ပေးရတဲ့အပိုင်းပိုးပြီးနားလေပေးရတဲ့အပိုင်းပေါ့ကျွန်တော်တို့ကအခုမှဟိုမတိနားမလဲသေးတဲ့ဟာလည်းများတယ်ဆိုတော့ ကျွန်တော်တို့ဘက်ကလည်းအဲ့လိုမျိုးပေါ့ဟိုဂူညီဥပမာဆိုတာဆိုတခုပြောရရင်ဒီရခိုင် data တွေအများကြီးလွတ်မြောက်အောင်ပေါ့နော်ဟိုလက်နေခရန်ဒီရခိုင်ပြည်ကိုတွတ်တဲ့အချိန်မှာကျွန်တော်တို့ data တွေဖြတ်သွားတာပေါ့ဆိုတော့အချိန်ကြိုက်ပေါ့စစ်ကောင်အာနာသိမ်းတာလည်းဖြစ်သွားတယ်ကျွန်တော်တို့ကလည်းမင်းတပ်မျိုးနဲ့မှာဆိုရင်မင်းတပ်တို့အထူးသဖြင့်မင်းတပ်ပေါ့နော်မင်းတပ်ဆိုရင်လုံးဝမင်းတပ်မျိုးပေါ်မှာပဲ ိတ်ကောင်းစီရှိတော့လေနေဒီမှာလုံးဝစိတ်ကောင်းစီမလာတော့မရှိတော့ကျွန်တော်ကကျွန်တော်လေးကိုကနေကိုပေါ့နော်စီဗီမပေါ်လာခင်တော့ကဘယ်သူနဲ့မှမဟာမိတ်မလုပ်ခင်တော့ကိုကိုနေကိုခါနဲ့ကိုစိတ်ကောင်းစီမြို့ပေါ်မှာနေနေအောင်နေဒီကုံလုံးကိုကျွန်တော်ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့အတွက်ကြောင့်ဒီအရခဒေတာကိုတို့စီအကြီးကြီးတွေစတင်နေမဲ့ခါကျရင်ကျွန်တော်တို့ရဲ့နေကိုပဲဖြတ်သွားပြီးမှဘယ်လိုပြောမလဲလက်နဲ့ခင်နေအများကြီးပေါ့နော်ဟိုအရခဒေတာလွတ်မြောက်အောင်လုပ်နေခင်နေကုံလုံးကျွန်တော်တို့နေပဲဖြတ်သွားတာပေါ့ ဆိုတော့အဲ့လိုမျိုးအချင်းကပ်ဖြစ်သွားတာဒီသွားလာတာပေါ့နော်အဲ့လိုမျိုးတွေပေါ့ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ကလည်းလှူထားနိုင်တယ်အကူညီလွတ်လွတ်လပ်လပ်ကင်းကင်းရှင်းရှင်းနဲ့ပေါ့နော်အဲ့လိုမျိုးလှူထားနိုင်လို့လည်းစိတ်ကောင်းစီရတော့တည်တာပေါ့စိတ်ကောင်းစီရတော့လိုက်ပုံးချက်အတွက်ကြောင့်အဲဒီကျွန်တော်တို့ပြည်သူတွေပါမင်းတပ်မျိုးနယ်ကဒီမြန်မာနိုင်ငံမှာမင်းတပ်မျိုးနယ်ဆိုရင်တိုက်ပွဲမဖြစ်ပဲနဲ့တိုက်ပွဲမဖြစ်ပဲနဲ့ပဲကိုပဲစိတ်ကောင်းစီပုံးချက်ခါဆိုမယ်အချိန်ပေါင်း300လောက်ရှိတော့မယ်ဒါတော့ အခုနကပြောသလိုကျွန်တော်တို့ဘက်ကလည်းပဲအဲအဲ့လိုမျိုးပေါ့အရခ data လွှတ်မြောက်အောင်လုပ်မယ်ဒီနေ့ KND ဒေတဲ့ချိန်ပေါ့နော်အရင်ကပေါ့လေအဲ့ဒီမှာပြီးတော့တခြားအရာတွေပေါ့တတ်နိုင်တော့ပေါ့နော်ကုညီပြီးခဲ့တာရှိတယ်အပြန်အလှန်ကုညီကြတာပေါ့နဲတယ်များတယ်ကြီးတယ်တီးတယ်ဆိုတာထက်ကိုယ့်ဘက်ကဘယ်လောက်တတ်နိုင်လဲဘယ်လောက်ပါဝင်နိုင်လဲသူတို့ကဘာဘာလုပ်ချင်လဲကျွန်တော်တို့ကတော့ဘယ်လိုကုညီနိုင်လဲတခုလုံးဆက်ရှင်ဘယ်လိုလုပ်ရမလဲ အာဘယ်လိုလေးလုပ်လို့ကြမလဲဆိုတော့တိုင်းတိုင်းပင်ပင်ပေါ့နော်အဲ့လိုမျိုးအပြန်အလှန်ရိုင်းပင်းကူနေတဲ့ပုံနဲ့တော့အဲ့လိုလုပ်ကြတာများပါတယ်